ဆိုတော့ဘာနဲ့မှလဲလို့မရတဲ့အရာပေါ့နော်ဒါဒီစားပါတော့ကျွန်တော်အခုချိန်မှာသချင်းမလုပ်ဘူးဆိုပေမဲ့လည်းအဲကျွန်တော်ဒီအလုပ်နဲ့အမေနဲ့လဲမလားဆိုတော့ကျွန်တော်လဲရပါတယ်နော်အာစားပြီးတော့စိတ်ပူတော့အဲ့စိတ်ပူမှာမိုးတာဆိုင်ကဟုတ်အာမလဲ NEA မှာစီစဉ်တာပေါ့နော်ဒီဝဲလေးอ่ะအာ ဝင်းနေဝဲလေးတခုရဲ့လာဆိုပြီးပါအောင်ဆိုလို့အာလာရောက်လာတော့မှဆရာဝင်နေမှသိရပါအဲလက်တလုံးကတော့ဟိုတချင်းနဲ့ပတ်သက်လို့အသေးတိတ်မလုပ်ဖြစ်သေးပါဘူးဟုတ်လုပ်ဖို့ရရှိရဒါပေမဲ့အမေကနေမကောင်းတာနဲ့ပဲအော်ကျွန်တော်အိမ်မှာပဲနေပြီလားများပါတယ်ဟုတ်ဘားလေးတော့လိုက်စုပါလိမ့်ဟုတ်အရင်ကတော့ကျွန်တော်လောမကြီးရောလေအဲ့လိုရတန်းကြီးယူလာပါလိမ့် ဒါပေမဲ့အခုတော့ကျွန်တော်ဟိုနှစ်ရက်ပဲရှိတော့တယ်ဒီဘက်မှာနှစ်ရက်ပဲထားလိုက်တော့တယ်ကျန်တာကျန်တဲ့နေ့အကုန်လုံးတော့အိမ်မှာပဲနေပြီဖြစ်ပါတယ်ဘာလို့ဆိုတော့အမေကလည်းကျွန်တော်အတွက်အများကြီးအချိန်ချူပွားတစ်ခုလောက်ချိန်ပေးခဲ့ပါတော့အဲ့အတွက်အခုချိန်မှာအမေလိုအပ်တဲ့အချိန်မှာလည်းကျွန်တော်လည်း maybe တွတ်မယ်ဆိုရင်တော့ အဲအပြင်မသွားဘူးလို့ maybe အဲကိုယ်လုံးတယ်မလုံးအောင်ပါညာတွေးလို့ရပါတော့ဒါပေမဲ့အဲအဲ့ဒါကိုဖြောက်ထားပြီးတော့ကို့အတွက်အမေပေးဆက်ခဲ့တယ်လို့လည်းကိုလည်းဒီချိန်မှာအမေကိုပြန်ပေးဆက်တာမှတော့လည်းဟုတ်တယ်အာဆက်ပြီးတော့စိတ်ပူတော့အဲ့စိတ်ရောမှာငိုတာဆိုင်ကဟုတ်ပါတော့ယောဟိုလူကြီးဖြစ်လာရင်တော့အသက်ကြီးလာရင်တော့ယောဂဖြစ်မယ်ဆိုတော့သိရတယ်ဒါပေမဲ့အာကင်ဆာဆိုတာ maybe ဟိုပြန်ကောင်းရင်လည်းကောင်းလာနိုင်တယ်ဒါမှမဟုတ်လည်းအချိန်မီဘုရားပြန်လည်းဖြစ်သွားနိုင်တယ်ဆိုတော့အရာဖြစ်တဲ့အတွက်စသစ်ပြလိုက်ရကြုံတော့တော်တော်လေးအာတုံ့လောက်သွား ါပါတော့အဲ့လိုတော့သိပြန်တော့စိတ်ကြမ်းသာဟောအပြင်းသားပဲအိမ်မှာနေတာပါတကယ်ဟိုကျွန်တော်အဲ့လိုမျိုးဆိုင်းနေပါတယ်တွားလို့ရှိရင်ကျွန်တော်ညမိုးချုပ်တော့မိုးချုပ်တော့ မင်းစိတ်ကူတယ်စိတ်ကူတော့အိတ်မပြောဘူးအိတ်မပြောဘူးသူကစောင့်နေတယ်ကျွန်တော်ပြန်လာတော့မှအဲခန်းကားလာခောက်တယ်အိမ်မရောက်ပြီလားအဲ့တော့မှသူပြန်အိတ်ရတယ်ပေါ့နော်အဲ့တော့အေးလည်းမဟုတ်ပါဘူးအဲ့လိုမျိုးဖြစ်တာပေါ့နော်အခုတော့အေးဝပြီဆင်ပါတယ်အဲ့တော့အများကြီးဖုန်းလိုက်ရပါတယ်ဟုတ်သူကပြီးတော့အိမ်မှာကျွန်တော်တို့ကို CCTV လေးတွေတက်ထားတယ်သူကအမြဲအမေကိုဖုန်းနဲ့ကြည့်နေလမ်းပြီးတော့တခုဆိုရင်အမေခန်းထဲမှာတခု maybe ဓာတ်ဖိုက်တာမျိုးပဲဖြစ်ဖြစ်သူကသူကောင်းနေနေတော့ကျွန်တော်ဖုန်းလိုက်ဆက်ခဲ့အမေကဘာဖြစ်လို့လဲမသိဘူးသွားကြည့်ရပါဦးဗျာကျွန်တော်ခန်းထဲကြည့်ရပါလို့ဟုတ်အဲ ဘယ်လိုပြောရမလဲအမေဆိုတော့ဘာနဲ့မှလဲလို့မရတဲ့အရာပေါ့နော်ဒါမိသားစုကကျွန်တော်အခုချိန်မှာသချင်းမလုပ်ဘူးဆိုပေမဲ့လည်းအဲကျွန်တော်ဒီအလုပ်နဲ့အမေနဲ့လဲမလားဆိုတော့လဲရပါတော့ဆက်စပ်နေရင်းတော့ပေါ့နော်အမေနဲ့နှစ်ယောက်တည်းဆက်စပ်ဖြစ်သွားတော့ ဟုတ်ညောင်တက်ဖြစ်တော့ကြာပါပြီဒါပေမဲ့ဒီယောဂရှင်နေတည်သွားတဲ့အချိန်မှာမှတ်သားသိကျွန်တော်ငါဘယ်လိုလုပ်လဲပေါ့နော်ငါတယောက်တည်းငါဘာမှလည်းမသိဘူးဒါအဲ့လိုမျိုးဆိုရင်ဒီတော့အရင်များတယ်ဒါပေမဲ့လည်းဘာလို့တက်နေလဲဒါ live ပဲပေါ့နော် live ဘိုးဆောင်ပဲသတ်သွားမှာပဲဆိုတော့နေနေနေမှာ review နဲ့ပါဖြစ်လာတယ်ဆိုတော့ဟောငါမှတာဝန်ရှိတာပဲဒီမှာငါပဲရှိတော့တယ်ငါဟိုအမေရှိမှာငါရပ်ပြီးမှရမယ်ဆိုတော့ review နဲ့ကိုယ့်ကိုကြောင်းလဲလာမယ်မသိဘူးကြောင်းလဲလာတော့ဟုတ်ကူပဲမင်းကျွန်တော်သတင်းလုံးချင်လဲလုံးပဲမလုံးချင်လဲမလုံးဘူးကျွန်တော်ဆိုချင်လဲဆိုတော့မဆိုချင်လဲမဆိုအဲ့လိုမျို နေကြတာပေါ့နော်ဒါပေမဲ့ကိုယ်ကလှုပ်လို့ရှိရင်လည်းအဲလှုပ်တဲ့သင်းပေါ်မှာဟိုအပေါ်ကအဖေနှမနဲ့နိုင်ပြီးပြောခဲ့မလှုပ်မလှုပ်တော့လေအဟိုနေကအရင်လှုပ်တော့သူကမလှုပ်ဘူးဘာလို့လို့အပြစ်ကမလှုပ်ဖြစ်နေအဲ့တော့ဒါခါကြီးရရင်တော့အဲစိတ်ပြမန်းတာပေါ့နော်အမေလည်းတက်နိုင်ဘူးသူကဒီဘောက်ရလာတယ်လို့ပဲသိရတယ်။နောက်လာမှာတော့ကျွန်တော်အတက်နိုင်ဆုံးတပုတ်တော့ရအောင်ထွက်မယ်လို့ပြောတယ်။ဘောက်ကိုရင်းနှီးနှားပါတယ်။အာအားလုံးပြည်သူများအားလုံးကျေးဇူးများကြပါတယ်။အာငယ်ပြောနေကြစကားပါပဲ။ ခင်ယူလဲအပ်ပြီးခဲ့တယ်အမောက်လဲအပ်ပြီးနေတယ်အဲ့တော့ကျွန်တော်လဲအပ်ပြီးနေကြပြီသမ ्या အားလုံးကျေးဇူးအများကြီးတင်ပါတယ်အားလုံးပဲကျမ်းမာရှင်လမ်းကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာအားလုံးပဲ thank you ပါဟုတ်